ကျွန်တော်တို့ကအခုကြည်နေတဲ့ခေါင်းစဉ်ကပေါ့เนาะအဆက်ဖြစ်တယ်ဘယ်ရဲ့အဆက်လဲဆိုတော့ပြောင်းလဲခြင်းကင်းသောဖရာသခင်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဆိုတော့ဖရာကလူကိုဖန်ဆင်းတဲ့အခါမှာကပ္ပဦးတစ်ထဲမှာပြောကြတဲ့ကငါတို့ရဲ့ပုံတရံနဲ့တညီတရံတဲ့လူကိုဖန်ဆင်းကြစို့လို့ပြောတဲ့အခါမှာဖရာစီမှာ ရည်ရွယ်ချက်ရှိတယ်။အဲ့ဒီရည်ရွယ်ချက်ကနံပါတ်၁ကပါလဲဆိုရင်ဖျားဖန်ဆင်းထားတော့ဒီမြေကြီးကိုအုပ်ဆိုးဖို့ဒုတိယကတော့ပါလဲဆိုရင်နုကပတ်တော်အထဲမှာပင်လယ်ငါးတို့ကို၎င်းတဲ့ငိုးကောင်းကင်ငှက်တို့ကို၎င်းတဲ့တိုင်းရင်တို့ကို၎င်းတဲ့မြေပြင် လုံးနဲ့တကွာတဲ့မြေပေါ်မှာသွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိတယ် ဒုတိယတစ်ချက်ကဖယားရဲ့ဖန်ဆင်းခြင်းခံထားရတဲ့ခုနပြောတဲ့เนาะတရိษံဒီအပေါ်မှာအုပ်ဆိုးဖို့အတွက်လည်းဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဖယားတခင်ရဲ့ရည်ရွယ်ချက်ကိုเนาะလူရဲ့အတ္တအแทရဲမှာဖယားကရည်ရွယ်ချက်နဲ့ဖန်ဆင်းခဲ့ပြီမဲ့စဒမနရဲ့လက်ဖြာမှုကြောင့်လူက အဲ့ဒီရည်ရွယ်ချက်နဲ့လွဲချော်ခဲ့ရတယ်လွဲချော်ခဲ့ရတယ်ဒါကြောင့်ဒီနေ့ညကလူနှူးနဲ့ကျွန်တော်တို့ကိုကြွေးမွေးတယ်နော်လူနှူးနဲ့ကြွေးမွေးတယ်ပထမလူဖြစ်တဲ့နှုတ်ကပတ်တော်ထဲမှာကတော့နော်တက်ကော55မှာ first adam နော်ပထမအာဒံလို့လည်းရေးထားတာဖြစ်တယ် ဲ့ဒီပထမအာဒံကကြဆင်းသွားတော့ကြောင်းယုတ်တရက်ကြည့်ရင်ဖျားရဲ့ရည်ရွယ်ချက်ကဆုံးရှုံးတယ်လို့ဖြစ်တယ်တဲ့ဒါလွန်ခဲ့တဲ့ညတွေမှာစားခဲ့ပြီဒါပေမဲ့ဖျားဆုံးရှုံးတာမဟုတ်ဖျားဘလို့အနိုင်ယူမယ်ဆိုတာဖျားစီမှာပလန်ရှိပြီးတာဖြစ်တယ်အာမင်ဒါကြောင့်နှုတ်ကပတ်တော်ကျွန်တော်เนาะ တကော55ကိုတစ်ချက်လောက်အရင်ဖတ်ချင်ပါတယ်။ကျမ်းစာလာဒီကရှေ့ဦးစွာသောလူအာဒံဒီအသက်ရှင်သောတတ္တဝဖြစ်၏ဟုလာသည်။ယခုတွင်နောက်ဆုံးဖြစ်သောအာဒံမူကအသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။အဲ့ဒီအထဲမှာ လူနှစ်ဦးကိုတွေ့ရတယ်။ရှေ့ဦးစွာသောလူအာဒံဒါခုနပြောတဲ့ဥစ္စာပတ်ပထမဦးဆုံးဖရာရဲ့ဖန်ဆင်းခြင်းခံလိုက်ရသောလူအာဒံကိုပြောတာအဲ့ဒီလူအာဒံကစဒမနရဲ့လက်ဖြားခြင်းကြောင့်ကြဆုံးခဲ့တယ်ဒါပေမဲ့ဖရာတခင်ရဲ့အကြံအစီကအဲ ကြဆုံးသွားတဲ့လူကိုပြန်လဲရွေးနှုတ်ဖို့ရန်အတွက် သူကိုယ်တိုင်ပါလုပ်တယ်လဲဆိုရင်နောက်ဆုံးအာဒံတဲ့ဒီထဲမှာထပ်ရေးထားတယ်နော်ယခုမှတဲ့နောက်ဆုံးဖြစ်တော်အာဒံမူကားတဲ့နောက်ဆုံးအာဒံအတိတ်ပဲပါလဲဆိုရင်ပထမအာဒံရဲ့ကြဆင်းခြင်းကြောင့်မွေးဖွားလာတဲ့အာဒံကနေဖြစ်လာတဲ့အာဒံရဲ့ကလေး အားလုံးကိုဘယ်မှာနှိကုံချုပ်လိုက်တယ်လဲဆိုရင်ယခုတွင်တဲ့နောက်ဆုံးဖြစ်တော်အာဒံအဲ့ဒီနောက်ဆုံးဖြစ်တဲ့အာဒံအထဲမှာထဲ့ပြီးမှနှိကုံချုပ်လိုက်တယ်ဒါကြောင့်သခင်ယေရှုကလောကမြေကြီးပေါ်မှာလူစားတိခံတဲ့အခါမှာသူဟာ ကျွန်တော်တို့သိဖို့အရန်အရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်။သခင်ယေရှုရဲ့အတ္တအထဲထဲမှာကြီးတဲ့အခါမှာသူ့စီမှာ two nature လို့ခေါ်တယ်။တဘာဝနှစ်ခုရှိတယ်။ပထမတစ်ခုက God's nature ဖယားရဲ့တဘာဝဖယားပဂတိတရားရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။ထို့နည်း၎င်းတချိန်ထဲမှာပဲ လူသားပဂတိတေယာရာခိုင်နှုန်းအပြည့်ရှိတာဖြစ်တယ်။သခင်ယေရှုရဲ့အသက်တာအထဲမှာပဂတိနှမျိုးတစ်ခါတည်းနဲ့လူလောကမှာလူစာတိခံတဲ့အခါမှာသခင်ယေရှုရဲ့အသက်တာအထဲမှာရှိတာဖြစ်တယ်။ဘာကြောင့်မို့လဲလို့ပြောတဲ့အခါမှာကြဆုံးသွားသောကျွန်တော်တို့လူသားအလုံးကို ြန်လဲပြီးမှဖရာရဲ့ရည်ရွယ်ချက်အဲ့ဒါကိုအဓိကဒီနေ့ကျွန်တော်တို့စားနေတာဖြစ်တယ်ဖရာရဲ့ရည်ရွယ်ချက်ချက်ဆုံးသွားတဲ့ဥစ္စာပြန်လဲပြီးမှကျွန်တော်တို့လူသားတွေရဲ့အတ္တအထဲမှာရောက်ရှိလာဖို့ရန်အတွက်ယခုမူကားတဲ့နောက်ဆုံးဖြစ်တော်အာဒံတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီလူနှူးကိုသိကိုသိရတယ် ကျွန်တော်တို့ကမွေးလာပြီးဟိတ်လို့ပြောရင်ဘုဒ္ဓစီကနေမွေးလာတာလဲဆိုပထမအာဒံကနေမွေးလာတာကျွန်တော်တိတိမတိတိလူရယ်လို့ဖြစ်လာတဲ့အခါမှာကျွန်တော်ဒီပထမအာဒံကနေမွေးလာတော့ကြောင့်အဲ့ဒီပထမအာဒံရဲ့အနှစ်တာရအကုန်ရှိတယ်အကုန်ရှိတယ်ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာပြောလဲ အမေဝမ်ပိုက်ထဲမှာတဲ့ပရိတ်တတိယူစင်ကလေးကအပြစ်ဆွဲတာအဲ့ဒါအနှစ်တာရအပြည့်ပဲတပိမဲ့ဖယားကဘယ်မှာနှိကုံချုပ်တလဲဆိုရင်ခုနဖတ်တဲ့နှုတ်ကပတ်တော်ထဲမှာယခုတွင်တဲ့နောက်ဆုံးဖြစ်သောအာဒံအာမင်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းပထမအာဒံကိုနှိကုံချုပ်ဖို့ရန်အတွက်ဖယားကနောက်ဆုံးဖြစ်သောအာဒံဖြစ်တဲ့ သခင်ယေရှုအထဲမှာလူသားအလုံးကိုဏီကုံချုပ်စီတယ်။နော်ဒါလွန်ခဲ့တဲ့စာအုပ် Economy of God မှာကျွန်တော်တို့စာသုံးခဲ့ပြီးပြီနော်အာဒံရဲ့ကြဆုံးခြင်းကြောင့်မို့ဖြစ်ပေါ်လာခဲ့တဲ့ negative နော်အနုလက္ခဏာနဲ့ဆိုင်တဲ့12ချက်လုံးလုံးကိုသခင်ယေရှုအထဲမှာဏီကုံချုပ်တယ် နော်အဲ့ဒီအထဲမှာအပြစ်ပါတယ်စာတန်ပါတယ်ဒီလောကပါတယ်ကျွန်တော်တို့ရဲ့အသွေးသားပါတယ်ဖန်ဆင်းခြင်းအဟောင်းအကုန်ပါတယ်နော်အားလုံးကိုယေရှုအထဲမှာထည့်ပြီးမှနှိကုံချုပ်လိုက်တာဘာကြောင့်မို့လဲသခင်ယေရှုကိုလောကမှာစီလွတ်ကတဲ့ကဖျားကရည်ွယ်ချက်နဲ့စီလွတ်တာပြန်လဲပြီးမှရွေးယူဖို့ရန်အတွက် ကျွန်တော်တို့ကိုပြန်လဲပြီးမှမူလအနေအားကိုပြန်ပေးဖို့ရန်အတွက်ဖြစ်တယ်။ဒါကြောင့်တခင်ယေရှုကလူသားတယောက်အနေနဲ့အသက်ရှင်တဲ့အခါမှာခုနပြောတဲ့အတိုင်သူ့ရဲ့အလိုဆန္ဒရှိတယ်။တခင်ယေရှုကလူသားတယောက်နဲ့အသက်ရှင်တော့ကြောင်းသူအပြစ်လောက်ချင်ရင်လှုပ်လှုပ်ရတဲ့အခွင့်အရေးရှိတယ်။ထပ်ပြောမယ်နော်။ ဲ့ဒါတီးဖို့လိုအပ်တယ်ဒါပေမဲ့အပြစ်လုပ်ဖို့ရန်အတွက်သူဘတော်မှသူ့ရဲ့အတ္တအแทရမှာခွင့်မပြုခဲ့အဲ့ဒါရေးကြည့်ရခဏခဏလာစွာခဏခဏလာစွာအမျက်ထွက်ဖို့ခဏခဏအပြစ်လုပ်ဖို့ရန်အတွက်ကျန်တတေဖာရီရှဲဒီဟာပြောမနေနဲ့စတုကဲဒီ ခြုံမြောင်းပြီးမှဘယ်နှမပြစ်တင်ဖို့ရမလဲဆိုပြီးမှဓာပြီးမယ်သခင်ယေရှုရဲ့အသက်တာအထဲမှာသူအသက်ရှင်တဲ့အခါမှာသူ့ရဲ့လူသားဖြစ်ခြင်းနဲ့သူဟာအသက်ရှင်ခဲ့တာမဟုတ်သူအထဲမှာရှိတဲ့ဖယားသားဖြစ်ခြင်းရဲ့အသက်ကိုပဲသူကအသက်ရှင်ခဲ့တော့ကြောင့်အတိတ်ပဲပါလဲ သူ့ရဲ့အသက်တာအထင်းထဲမှာရှိတဲ့တတော်ခရစ်တော်ရဲ့အသက်ကိုပဲသူကခွင့်ပြုခဲ့တာတတော်ကလည်းဘုသူကိုပဲခွင့်ပြုတာလေအဖကိုပဲခွင့်ပြုတာဒါကြောင့်ငါလှုပ်တဲ့တခုချင်းစီတိုင်းငါလှုပ်တာမဟုတ်ဘူးအဖလှုပ်စေတဲ့အရာကိုငါလှုပ်တယ်အဖလှုပ်ခိုင်းတဲ့အရာကိုငါလှုပ်တယ်ပြောစေတဲ့အရာကိုငါပြောတယ်ငါအလိုအတိုင်း ဘာတခုကိုမှငါမပြုတ်ဘူးဒီနေ့သခင်ယေရှုခရစ်တော်ရဲ့ဒါကြောင့်မို့လူနှုတ်ဦးဆိုတာအဲ့ဒါပဲပထမလူတဦးကြောင့်ကြဆုံးပြီမဲ့အခုဒီမှာယခုတွင်နဲ့နောက်ဆုံးဖြစ်တော်အာဒံအဲ့ဒီနောက်ဆုံးဖြစ်တဲ့အာဒံသခင်ယေရှုသခင်ယေရှုခရစ်တော်အဖကိုဝန်ခံခြင်းအဖြစ် ထမလူကတော့ပထမအာဒံကတော့စာတန်ကိုဝန်ခံခြင်းအဖြစ်ကြာဆုံးသွားတယ်။ဒါပေမဲ့နောက်ဆုံးအာဒံကတော့ဖယားကိုဝန်ခံခြင်းအဖြစ်လူအလုံးကို အသက်ရှင်စေတတ်သောဝိညာဉ်တော်ဖြစ်လာတယ်။အာမင်။ဒါကြောင့်အသက်ရှင်စေတသောဝိညာဉ်တော်ဆိုတဲ့ဒီစကားလုံးအရေးကြီးတယ်။ Life giving spirit ျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အတ္တဓမ္မ life giving spirit အသက်ရှင်စေတတ်သောဝိညာဉ်တော်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်အထမအဲ့ဒီအသက်ရှင်စေတတ်သောဝိညာဉ်တော်ကိုကျွန်တော်တို့ရရှိလာတဲ့အခါမှာကျွန်တော်တို့ရဲ့သေတတ်တော်တင်တို့ရဲ့ကိုကာယကိုပင်လင်ရှင်စေတော်မူမီတဲ့အဲ့ဒါရောမ၈ထဲမှာပြောတဲ့စကားဖြစ်ပါတယ် ဒီနေ့ကျွန်တော်တို့ရဲ့သွေးသားကတော့မလုံတတ်ဘူးအသက်မရှင်တတ်ဘူးတပိမဲ့အသက်ရှင်စေတတ်တဲ့ဝိညာဉ်တော်ကနေရာရတဲ့အခါမှာကျွန်တော်တို့ကနေရာပေးတဲ့အခါမှာတည်တတ်တဲ့တင်တို့ရဲ့ကိုယ်ကာယကိုပြင်အသက်ရှင်စေတော်မူပြီအာမင်အဲ့ဒါပါလေ life giving spirit ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အများကြီးရှိတယ်เนาะဒီနေ့ညခုနပြောသလို ပြောမယ်ဆိုရင်လေဒီနေ့တနာရီနေ့ကိုကျွန်တော်တို့ဘလို့မှမပြီးနိုင်ဒီနေ့ညရဲ့စာတုံးခြင်းကတကယ်တကယ်ကျေပြန့်တယ်တကယ်လေးနဲ့တဲ့အရာတွေဖြစ်တယ်ဒါကြောင့်ဒီထဲမှာကျွန်တော်နေ့နေ့လေးကတော့ကျွန်တော်ဖတ်ခြင်းတယ်နော်ဘာကြောင့်မို့လဲဆိုတဲ့အခါကျတော့တစ်ချက်လေးဖတ်ခြင်းတယ်ဖယားတခင်ဒီမှာနော်ရှိမှလေခုနစီစဉ်သွားတာနော်ကြာလိုက်ပါတယ် ဖယားတခင်ကိုတိုင်တဲ့စာတန်ကိုခြေမုံးမိဆိုပါကအလွန်လွယ်ကူပေးတယ်လွယ်လွယ်လေးဒီမှာကြည့်လက်လေးနဲ့တောက်ခနဲ့တစ်ချက်လေးတောက်လိုက်ရင်တောင်ခက်ဖယားလှုပ်ရင်လွယ်လွယ်လေးပြောချင်တာအရင်လွယ်တယ်တဲ့တိုးတော်တဲ့ဖယားတခင်ကိုတိုင်မလှုပ်ဆောင်လို့ပဲတဲ့ဖယားကိုတိုင်မလှုပ်အနိုင်မကျင့်ဘူးလို့ပြောတာ ကြီးနိုင်ငယ်နဲ့မလုပ်ဘူးလို့ပြောတာဘာကြောင့်လဲဖန်ဆင်းရှင်ကဖန်ဆင်းခံကိုခဏနေကြီးနိုင်ငယ်နဲ့လုပ်နေတယ်လို့ပြောမှဆိုမလုပ်ဘူးတဲ့ဒါကြောင့်မို့တဲ့တို့တော့တဲ့ဖယားတခင်ကိုတို့တိုင်းမလုဆောင်ပဲတဲ့လူအားဖြစ်စာတန်ကိုအနိုင်ယူရန်အလိုရှိတယ်။ဘာကြောင့်မို့လူအားဖြစ်လို့ပြောတာလဲ။အဲဒီလူကိုပဲလေစာတန်ကဆွဲချသွားတာ အဲ့ဒီလူကိုပဲလေစရံရဲ့လက်ဖြားခြင်းထဲမှာဆွဲချသွားတော့ကြောင့်အချိန်တုန်းကကျွန်တော်လွန်ခဲ့တဲ့ညမှာပြောခဲ့ဖယားရဲ့ကနဦးဖန်ဆင်းခြင်းထဲမှာဖန်ဆင်းခံ၅ခုထဲမှာ ပထမပထမကပါလေပထွေတေဇောအာဘောဝါယောဒီတက်ကြီးလေးပါပြီးတဲ့အခါမှာပါလေဒုတိယဖန်ဆင်းထားတဲ့တစ်ပင်ပန်းမလာတွေဖြစ်တဲ့တစ်ပင်တွေ အဲ့ဒီအထက်မှာပါလေသရိတ်ဆန်တွေဖြစ်တယ်အဲ့ဒီသရိတ်ဆန်ရဲ့အထက်မှာပါလေကောင်းကင်တမန်တွေဖြစ်တယ်ဟုတ်ပြီနော်ကောင်းကင်တမန်လို့ပြောရင်ကျွန်တော်တို့အကုန်ပါပြီနော်အဲ့ဒီအပေါ်မှာမငါးခုမြောက်မှာမဖရားရဲ့ပုံတရံနဲ့တညီတရံတီးဖန်ဆင်းခြင်းခံရတော့လူဖြစ်တယ်လူဖြစ်တယ်တလုံးခဲ့တဲ့ညမှာကျွန်တော်စာသုံးခဲ့ပြီးပြီ ဒါပေမဲ့တဲ့အာဩစရာကောင်းတာကလုံခဲ့တဲ့ညမှာကျွန်တော်တို့အဲ့တော့ဖတ်တဲ့အခါမှာလေဘာကိုတွေးရသလဲဆိုတဲ့အခါကျတော့နော်လူသားတွေတဲ့အဘယ်တို့တော်သူဖြစ်၍တဲ့အကြည့်အရှုကြွလာရတော်မူသည်နီတဲ့သူကိုကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်ချတော်မူပြီ အဲအဲ့ဒီစကားလုံးကျွန်တော်ပြောခဲ့တယ်နော်ဘယ်နှယောက်တော့တူကျန်းစာဝန်ဒီဒီဒီကျမ်းပတ်ကိုဖတ်ပြီးမှနားမလည်တဲ့သူတွေဂျွန်းပြန်တဲ့သူတွေအများကြီးရှိတယ်ဟဲ့ဘယ်နဲ့လဲဖခင်ရဲ့ကနဦးကြီးရဲ့ချက်ကတော့ခုနကျွန်တော်ပြောပြီးပြီသူ့ရဲ့ order နဲ့ရှိပြီးတာဒါပေမဲ့အမြင့်ဆုံးဖန်ဆင်းခြင်းခံရတဲ့လူကစတမနဲ့ရဲ့ စကားကိုနားထောင်တော့ကြောင်ဆဒမနရဲ့အောက်ကိုကျသွားတာအောက်ကိုကျသွားတာအဲ့ဒီခါကျတော့ဖယားကလူကိုကယ်ဖို့ရန်အတွက်ဘာလုပ်ရလဲခုနပြောတာကောင်းကင်တမန်တွေရဲ့အထက်မှာဖန်ဆင်းပေမဲ့ကျဆင်းသွားတဲ့ဆဒမနရဲ့စကားကိုနားထောင်မိလိုက်တော့ကြောင်အောက်ရောက်သွားတာဒါကြောင့်မို့နှစ်ပေလေးလေးမှပြောတာဤလောကရဲ့ဖယားဒါကြောင့် သူကိုတဲ့ဘာဖြစ်တယ်လဲခုနပြောတယ်လေကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်ချခံပြီးမှအဲကောင်းကင်တမန်တွေအောက်မှာနှိမ့်ချပြီးမှရောက်လာစီဘာကြောင့်မို့လဲသင်နဲ့ကျွန်တော်ရဲ့เนาะကျွန်တော်တို့ကိုကယ်နှုတ်ဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့လူအပေါင်းတို့အတွက်ကြောင့်တဲ့ ယေရှုဒီတဲ့ဖခင်ရဲ့ကျေးဇူးတော်အဖြစ်လူပေါင်းတို့အတွက်ကြောင့်အသေးခံရတော့အခွင့်ရှိစေခြင်းငါတဲ့ကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်ချခံပြီးမှတဲ့အသေးခံရတော့ကြောင့်ခေါင်းတော်၌ဘုံအတီးပတ်ရည်လက်ရှိဒီကိုငါတို့မြင်ကြတယ်အဲ့ဒါဟိပြဲနဲ့เนาะအမှန်ကတော့ကျွန်တော်တို့ဆက်လန်ထဲမှာလွန်ခဲ့တဲ့ညတွေမှာစားခဲ့ပြီးပြီဆက်လန်ရှစ်ကဥစ္စာကို ပြန်ရေးထားတာဖြစ်တယ်ကဲကောင်းပြီအဲ့လူနှုတ်ဦးကြောင့် အခုဒါကြောင့်မို့သခင်ယေရှုကလူစင်စစ်အနေနဲ့သူကစေတမနတ်ကိုအောင်ခဲ့တော့ကြောင်းเนาะတင်နဲ့ကျွန်တော်တို့ဟာလဲပဲတဲ့လူတယောက်အနေနဲ့အောင်ဖို့ရန်အတွက်စံနမူနာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဖတ်တဲ့နှုတ်ကပတ်တော်တွေလေးသိကောင်းတယ်နော်သိကောင်းတယ်ကျွန်တော်ဒီနားမှာတစ်ချက်လေးဖတ်ခြင်းတယ်ဟလာဟေဘရဲနှစ်ထဲမှာ ကျွန်တော်ဖယင်းဖယင်းနဲ့လဲစင်ချင်ရတာလေအရင်ဝမ်းမြောက်တယ်ဟေပြဲနဲ့၁၁ထဲမှာဖတ်မယ်နော်တန်ရှင်းစီတတ်တော်သူဒါဘုဒ္ဓကိုပြောတာလဲဆိုရင်တန်ရှင်းစီတတ်တော်ဆိုတာသခင်ယေရှုကိုပြောတာပြီးရင်တဲ့တန်ရှင်းစီအတော်သူများများသူများတန်ရှင်းစီအတော်သူများကျွန်တော်တို့ကတန်ရှင်းစီအတော်သူများ အများဖြစ်တယ်။သခင်ယေရှုကတူ။ဟုတ်ပြီနော်။တန်ရှင်းစေအပ်တော်သူများတို့ဒီတဲ့။တပါတီတော်ပဂတိရှိတယ်။ဘယ်ဘလောက်တယ်လဲ။ပဂတိတစ်ခုပဲနော်တဲ့။အောင်စရာကောင်းတယ်နော်။ဒါကြောင့်အခုကျွန်တော်တို့ကခုနတကော55 55မှာပြောတဲ့အတိုင်းပဲယခုမူကားတဲ့နောက်ဆုံးဖြစ်တော့အာဒံ ဲ့ဒါဘာလို့လဲသခင်ယေရှုကိုပြောတာအဲ့ဒီနောက်ဆုံးဖြစ်တဲ့အာဒဟာတဲ့အသက်ရှင်စေတတ်တော်ဝိညာဉ်တော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာသူကအသက်ရှင်စေနေဒါကြောင့်မို့တပားတယ်ပဲနော်တဲ့ကျွန်တော်တို့ဟာတဲ့တပားတီတော့ပဂတိရှိကြတယ်ဘာကြောင့်မလဲအဖတ်တူသေးပဲလေဒါကြောင့်မို့ရောမ၈:၂၉ထဲမှာပြောလေသခင်ယေရှုကအူသည် ကျွန်တော်တို့ကသူ့ရဲ့ညီလေးတွေအဲ့ဒါသိဖို့လိုအပ်တယ်ထို့ကြောင့်တဲ့တန်ရှင်းစေတတ်တော်သူဒီတဲ့တန်ရှင်းစေအပ်တော်သူတို့ကိုညီအကိုဒီမှာထပ်ပြောပြန်ပြီညီအကိုတဲ့ညီကိုဟူ၍ခေါ်ခြင်းကရှက်ကြောက်တော်မမူဘူးတဲ့မရှက်ဘူးတဲ့ဗျာသူတို့နော်ချိဆအမဆက်ဖက်လိုက်များကြီးကျွန်တော်တို့ထမြင်ရအောင်မယ်ဒါကြောင့် ဒီနေ့ကျွန်တော်တို့ဘာကိုနားလည်ဖို့လိုအပ်တယ်လဲလို့ပြောတဲ့အခါမှာဒီနေ့ဖယားကပထမဖန်ဆင်းလိုက်တဲ့အာဒံကိုကျဆင်းသွားပြီမဲ့အခုနောက်ဆုံးအာဒံအဖြစ်ကျွန်တော်တို့ကိုဖယားဘာလို့ပြီးပြီလဲရွေးနှုတ်ခဲ့ပြီးပြီရွေးနှုတ်ခဲ့ပြီးရောမကောက်အခုကျွန်တော်တို့အဖြစ်တဲ့စာဒံကိုအနံယူဖို့ရအတွက် အလိုရှိတယ်။အဲကြောင့်ကျွန်တော်တို့ကဖရားကိုပြောမှာဖရားကြီးဒီစာတန်ကငါ့ကိုလာနှောက်ရှက်နေလှုပ်ပါအောင်ဖရားစုမတောင်းနဲ့ဖရားကမလှုပ်ဘူးတဲ့။ဖရားကအခုသင်နဲ့ကျွန်တော်ကိုလှုပ်ဖို့ရန်အတွက်အခွင့်အာဏာပေးပြီးတာကျွန်တော်တို့ကိုအခွင့်အရေးပေးထားတော့ကိုဖရားကိုပဲအမြဲတမ်းတွားပြီးမှနပူနပူနဇာလှုပ်ဖို့အတွက်မဟုတ်တော့ ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဝိညာဉ်ရေးရမှာကြီးထွားဖို့လိုတယ်ရင့်ကျက်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာဒီနေ့ကျွန်တော်တို့ကကြီးထွားရင့်ကျက်တဲ့အခါကျမှဖခင်ကဒါကြောင့်မို့ဆာတန်ကိုအခုကျွန်တော်တို့ကိုစော်ခိုင်းတာဖခင်က तू စော်ပြီးပြီ तू ကနာပြီးပြီအခုကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်းနဲ့အခွင့်တကောအာနာရှိသည်မြတ်ကို ကျွန်တော်တို့ကို ပေးထားပြီးသူကိုယုံကြည်တဲ့သားသမီးတွေရဲ့လက်ထက်ကိုပေးထားတာအခုသင်နဲ့ကျွန်တော်ကမလုပ်ဖို့အတွက်လေစတဲ့အပေါ်မှာလဲအောင်းနိုင်ခြင်းအခွင့်ယူဖို့ဒါကြောင့်မို့ဒီနေ့လေအာကောင်းလိုက်တာ တခင်ယေရှုကိုတော့ကိုချစ်ပါတယ် နကြောင့်ကျွန်တို့တဲ့ဖယားတခင်ဒီတဲ့လူအနေဖြင့်ကောင်းကင်တို့တက်ကြွခဲ့ပါတယ်တဲ့အနာဂတ်၌တဲ့လူများစွာတို့ဒီထိုနေရာ၌ရှိကြရမည်ဖြစ်သည်တဲ့ယနေ့လူတဦးဒီပလင်ပေါ်၌ထိုင်နေတယ်အနာဂတ်၌တဲ့လူများစွာတို့ဒီထိုပလင်ပေါ်မှာထိုင်ရလိမ့်မည်အာမင်ဒါကြောင့်မို့နော်ခရစ်တော်နဲ့အတူကျွန်တော်တို့ကိုကောင်းကင်အရ၌နေရာပေးတယ်ဆိုတာအဲ့ဒါကိုပြောတာ ဒါကြောင့်မို့တဲ့အနာကနိုင်လူများစွာတို့ဒီထုတ်ပလင်၌စိုးစံရကြမည်မှာဧကံအမှန်ဖြစ်လာတော့ဖြစ်လာမိအရာဖြစ်သည်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီခရစ်တော်နဲ့အတူစိုးစံဖို့ခရစ်တော်နဲ့အတူနော်အုပ်ဆိုးဖို့နိုင်ဖို့အမွေခံဖို့ဒီနေ့ဖခင်ကကျွန်တော်တို့သားသမီးတယောက်ချင်းစီတိုင်းကိုဘာလို့ပေးနေရလဲသူ့ရဲ့အသက်ထဲမှာပြည့်ဝလာဖို့ရန်အတွက်ကျွန်တော်တို့ကိုမာစာနေတာဖြစ်တယ်ဒီနေ့ဒါကြောင့်ကျွန်တော်တို့စားသုံးခြင်းထဲမှာ ကျွန်တော်တို့မွေးလျော်ဝမ်းမြောက်ဖို့အရေးကြီးတယ်အာမင်ဒါကြောင့်မို့တဲ့သခင်ယေရှုတည်ရှင်ပြန်ထမြောက်တော့အခါသူ့ရဲ့အသက်ကိုကျွန်တော်တို့အားပေးအပ်တယ်တဲ့ကိုရောကိုယုံကြည်တော့အခါသူ့ရဲ့အသက်ကိုရရှိတော့ဘုရားရဲ့သားများဖြစ်လာကြပြီတဲ့ဘုရားတခင်ပိုင်ဆိုင်တဲ့သူများဖြစ်လာပါတယ်တဲ့တို့မသားတဲ့ဘုရားတခင်ဒီသူ့ရဲ့ရည်ရွယ်ချက်ကိုပြည့်စုံလာစေနိုင်ပြီဖြစ်ပြီအာမင် အကြောင်းမူကားတဲ့သူဒီသားများကိုဘုံတော်အထဲတို့ခေါ်ဆောင်လာမည်ဟုဆိုရခြင်းဖြစ်ဒီခုနပြောပြီးပြီနော်အဲ့ဒါအရေးကြီးတဲ့အုပ်ဆိုးခြင်းဒီတဲ့ဘုံထင်ရှားစေခြင်းဖြစ်ပြီတဲ့ဘုံထင်ရှားခြင်းဒီလည်းအုပ်ဆိုးခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုအုပ်ဆိုးခြင်းလို့ပြောတဲ့အခါမှာမမေ့နဲ့အရင်ပထမအုံဆုံးရက်မှာပြောခဲ့တဲ့နှစ်ချက်ပထမညီကြီးကိုအုပ်ဆိုးဖို့ဒုတိယ ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငဲ့တို့၎င်းတာရင်တို့၎င်းမြေပေါ်မှာသွားတတ်တဲ့တရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန်တော်ရှိတယ်။ဖန်ဆင်းထားတဲ့အရာကိုလူလက်ထဲကိုအပ်ထားတာဖြစ်တယ်။အဲ့ဒါအုပ်ဆိုးခြင်းဟာတဲ့ဘုံထင်ရှားခြင်းဖြစ်တယ်။အာမင်။ဒါကြောင့်မို့တဲ့ဒီနေ့သားများဒီတဲ့အခွင့်အာဏာကိုရရှိပြီးဒါကြောင့်ကျွန်တော်တို့အားလုံးကအသက်ရှင်စေတတ်သောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အသက်တာမှာရှိအောင်မကောက် ကောင်းကင်ဘုံနဲ့၎င်းမြေကြီးပေါ်၌၎င်းစင်ပိုင်နဲ့အခွင့်အာဏာရှိသည်များကိုကျွန်တော်တို့ကိုပေးထားပြီးပြီဒါကြောင့်မို့ကဘာမြေကြီးကိုပြန်လဲရယူတော့အခါသူတို့ဒီဘုံတော်ထဲတို့အောင်မြင်စွာခေါ်ဆောင်လာကြခြင်းခံရမည်အာမင်ဖခင်တခင်ရည်ရွယ်ချက်ဒီကျွန်တော်တို့အကောင်းကင်မင်္ဂလာများကိုခံစားရန်အတွက်ငရဲမှကဲတင်ခြင်းတစ်ခုတည်းသာ ဖြစ်တည်ဟုမထင်သင့်ပါဒါကြောင့်ဒီနေ့ကျွန်တော်တယောက်ချင်းစစ်ရတော့ မာကာရိုလီငရဲကနေခွန်းလွချင်းခရပြီးငရဲသွားစရာမလိုတော့ဘူးအပြစ်ကနေခွန်းလွချင်းကအဲ့ဒါတစ်ခုနဲ့ပဲမကြေနပ်ပါနဲ့တဲ့ဒီနေ့ကျွန်တော်တို့ကငရဲမသွားမသွားတော့ဘူးဆိုရနဲ့ပဲကြေနပ်သွားတယ်စတမနက်ကကြောတက်ပေးလိုက်တယ်မလုပ်ပါနဲ့တဲ့အဲ့ဒါတစ်ခုတည်းပဲမဟုတ်ဘူးနော်တဲ့ကောင်းကြီးမင်္ဂလာကဖျားတခင်ဒီတဲ့တားတော်ရဲ့အခွင့်အာဏာကိုကဘာမြေကြီးပေါ်၌လက်တွေ့ကျင့်သုံးရန်အတွက် ြည်စမ်းဘလောက်ကောင်းသလဲတားတော်ရဲ့အခွင့်အာဏာတဲ့ဒါကြောင့်ဒီနေ့ဖျားကိုကျွန်တော်တို့ကလေနပူနဇာလှုပ်ပြကိုတော်ရေလှုပ်ပါအောင်ဒါလှုပ်ပါအောင်မလှုပ်နဲ့တင်လှုပ်ဖို့အတွက်ဖြစ်တယ်အာမင်ကျွန်တော်လှုပ်ဖို့အတွက်ဖြစ်တယ်တားတော်ရဲ့အခွင့်အာဏာကိုကဘာမြေကြီး၌လက်တွေ့ကျင့်တုံးရန်အတွက်လူအားတဲ့တားတော်နဲ့ဆက်ဆံဝမ်းမြောက်ရန်အလိုရှိပါတယ်။အိုးတခင်ယေရှုကိုရောကိုချီးမွမ်းပါတယ်။ ဖယားတခင်ဒီတစုံတရာကိုပြင်းမြောက်စေရန်အလိုရှိတော်လဲသူကိုယ်တိုင်လှုပ်ဆောင်လိမ့်မည်မဟုတ်ပေခုနခဏခဏကျွန်တော်ပြောရအောင်နော်ဖယားမလှုပ်မကြောက်မလှုပ်တဲ့နဲ့ကျွန်တော်အားဖြင့်ဖယားလှုပ်ဖို့ရကျွန်တော်တို့ကိုထပ်ထားတာအာမင်ပြောရအောင်ကိုယ့်ကိုပြောရအောင်ကျွန်ုပ်ဖယားရဲ့ကိုယ်စလဲဖြစ်တယ်ဖယားရဲ့တန်တမန်ဖြစ်တယ်အာမင်အဲ့တော့၎င်းကိုတဲ့ကျွန်ုပ်တို့လှုပ်ဆောင်စေရန်အလိုရှိပါတယ်တဲ့ ထို့တို့ကျွန်တော်တို့လှုပ်ဆောင်ပြီးတော့အခါကြမ်းမတာတဲ့ဖယားရဲ့ရည်ရွယ်ချက်တည်းအောင်မြင်ပေါက်မြောက်ပြီးစီးမီဖြစ်ပေသည်သခင်ယေရှုကိုရောကိုဂျေဇုတနေဒီနေ့စာတုံးခြင်းအတွက်ကိုရောကိုမွင့်လျော်ဝမ်းမြောက်ရပါ၏ကိုရောရဲ့နာမကပဆက်ဆက်ပုံကြည်ပါစေအာမင်